ကိုကျင်းသီလမပြည့်စုံတဲ့ပုဂ္ဂိုလ်တယောက်ဟာကိုယ်စိတ်ထဲမှာအပြစ်ရှိတယ်လို့ခံစားနေရတဲ့ပုဂ္ဂိုလ်တယောက်ဟာဘလို့နည်းနဲ့မှစိတ်တည်ငြိမ်မှုကိုမရနိုင်ဘူးတဲ့။ဒါကြောင့်မို့စိတ်တည်ငြိမ်မှုအတွက်ကိုကျင်းသီလရှိရမယ်။ကိုကျင်းသီလရှိပြီးတဲ့အခါမှာစိတ်တည်ငြိမ်မှုရအောင်ကြိုးစားရမယ်။ဒါအဆင့်မကျော်ရဘူးသူတိုင်သူသွားရတာ။ အဲ့ဒီတိလဝိတုဒ္ဓိအဆင့်စိတ်တဝိတုဒ္ဓိအဆင့်သည်ပညာဝိတုဒ္ဓိအတွက်လမ်းခင်းပေးခြင်းများသာဖြစ်တယ်ပညာမဟုတ်သေးဘူးအသိပညာမဟုတ်သေးဘူးဟုတ်ပြီစိတ်တဝိတုဒ္ဓိဖြစ်လာပြီးတဲ့နောက်မှာအမှားနဲ့အမှန်ကိုသိတဲ့ဉာဏ်ရဖို့အတွက်လုပ်ငန်းစတင်ရမှာဖြစ်တယ်ပေါ့ အဲ့ဒါကိုဒိဋ္ဌိဝိတုဒ္ဓိလို့ခေါ်တယ်ဒိဋ္ဌိဝိတုဒ္ဓိကိုစကလုံးနှလုံးနဲ့ဖော်ပြထားတာဖြစ်တယ်ဒိဋ္ဌိရဲ့ဝိတုဒ္ဓိရဲ့ဒိဋ္ဌိဆိုတဲ့စကလုံးကတခါတည်းမှားရွင်းတဲ့အမြင်ကိုဖော်ဆောင်တာဖြစ်ပေမဲ့လို့တခါတည်းအသိဉာဏ်ကိုဖော်ဆောင်တာလည်းရှိတယ်ဥပမာမယ်ရှင်းရှင်းလင်းလင်းကတော့ မိစ္ဆာဒိဋ္ဌိနဲ့တမ္မာဒိဋ္ဌိရှေ့ကစကလုံးနဲ့ထည့်လို့ရှင်မိစ္ဆာဒိဋ္ဌိဆိုရင်မာရွဲ့နဲ့အမြင်တမ္မာဒိဋ္ဌိဆိုတော့မှန်ကန်တဲ့အမြင်အသိဉာဏ်အဲ့လိုကွာတယ်အကယ်၍ရှေ့ကမိစ္ဆာဆိုတာလည်းမပါဘူးတမ္မာဆိုတာလည်းမပါဘူးဒိဋ္ဌိတို့တမ္မန်သုံးတဲ့အခါကျတော့မာရွဲ့နဲ့အမြင်လားမှန်ကန်တဲ့အမြင်လားဆိုတာ တိဖို့ခက်သွားတယ်အဲ့တော့ကျတော့အကြောင်းအရာနဲ့ဆက်ဆက်ပြီးတော့ယူရတယ် what can take စကလုံးနဲ့ဆက်ဆက်လာတဲ့စကလုံးနဲ့ပတ်သက်ပြီးတော့ဒါဟာမာရွင့်တဲ့အမြင်ကို ပြောရလားဟောမင်္ဂန်တဲ့အမြင်ကိုပြောရလားဆိုတာ